ခုနေ့ကတော့ရရတာရှိတယ်ရရတာလည်းရှိတယ်စမိုင်းလေးလှုပ်ရှားဖြစ်တယ်အဲဒီစမိုင်းလေးကတော့လောက်ကတာလည်းအရင်ကိုလွယ်ကူရရှင်းတဲ့ဥစ္စာလေးပေါ့နော်လောက်ကတာလည်းမြန်တယ်ရဟာရလည်းရှိတယ်အဝင်ပစ္စည်းလေးတွေကတော့မြေပဲလှော်ထားတာဒါကတော့စမိုင်းကြောက်ဒါကတော့ထော်ပဲဒါစပီလီကြောက်ကလေးတွေပေါ့နော်အေးပြေဒါတော့အနုစီလေးလည်းထည့်မယ် အချို့အတွက်ဒါတော့မွန်းတို့โอเคဒါလေးပဲပေါင်းပစ္စည်းလေးတွေရတော့ဆက်တင်ပြီးတော့ချက်လိုက်ကြရအောင်ရင်ဆုံးစမိုင်းလေးကိုစပြီးတော့လုံမယ်ပေါ့နော်ထော်ပက်လေးကိုထည့်မယ် ဆောဘက်လေးထည့်ပြီးတော့စမိုင်းလေးထည့်လိုက်မယ်ပေါ့နော်စမိုင်းချောက်လေးတွေကိုစမိုင်းချောက်လေးကိုထည့်မယ်သူကမြန်မာနိုင်ငံလူမျိုးစမိုင်းချောက်လို့တော့မဟုတ်ဘူးသူကနည်းနည်းကြည်ကြည်လေးအချောင်းလေးတွေမဟုတ်ဘူးအလေးတွေကိုနည်းနည်းလေးအောင်လေးရဲလာတဲ့အထိကြောလိုက်မယ်ပေါ့နော် ုတ်ကလေးနဲ့နှံတော့ခုဆိုလို့ရှိရင်သမိုင်းရောင်လေးတွေလည်းရွှေညွံ့အောင်တန်းလာပြီးတော့ရောင်လေးတွေပြောင်းလာပြီဒါဆိုလို့ရှိရင်ချလို့ရပြီเนาะဒီနေ့ထားဆိုလို့ရှိရင်ဈေးလိုက်တော့မယ်ပြီးရင်ဒီထဲတွေကိုနောက်လို့ထည့်ပြီးကြုံမယ်ပေါ့เนาะ ခုဆိုရင်နွားနုလေးလည်းပွာလာပြီဆိုတော့နုစီလေးထည့်လိုက်တော့မယ်နုစီလေးထည့်ပြီးွားပြီဆိုလို့ရှိရင်မြည်ပဲလေးပါတစ်ခါတည်းထည့်လိုက်မယ်အဲ့ဒါမှမြည်ပဲလေးနူးနူးလေးဖြစ်သွားအောင်လို့နော်ပြီးတော့ ဖို့ဘွက်ဆိုအောင်တည်တိုင်းအောင်မယ်နော်ခုဆိုရင်နူလေးတွေလည်းတော်တော်လေးကိုပြင်နေပြီဒါဆိုလို့ရှိရင်တော့ကျန်တဲ့စမိုင်းကြောက်ကလေးတွေထည့်လိုက်တော့မယ်နော်အင်းဆုံးစပီတီကြောက်လေးထည့်မယ်ဟဲ့ပြီးစမိုင်းကြောက်ကလေးထည့်လိုက်မယ်နော် ဆားလေးနည်းနည်းထည့်မယ်ဝါရင်ဟိုမှာပဲရတာရှိမယ်ပုံလေးကွာရင်ဆုံးမြည်ကြည့်မယ်နော်ပြရတာလေးနေတော့ အချိုးကတော့ကွက်တီပဲအရင်လည်းမချိုးဘူးဆင်းဆိန်လေးနဲ့အချိုးရတာလေးနည်းနည်းလေးပေါ့နော်အရင်ကဲမနေဘူးချိုးကချိုးကြိုက်တယ်ဆိုလို့ရှိရင်တော့ကြကြာဒါမှမဟုတ်လို့စီမင်းများထဲပေါ့နော်အခုဒီဒီအနေထားတော့ကွက်တီပဲလို့စီတပူးရဲ့နွားနို1လီတာရဲ့ဒီပေါ့ ဒီအချိုးကတော့လုံးဝအပွက်တီပဲပေါ့နော်ခုဆိုလို့ရှိရင်အရန်ကိုရတာရှိလာတယ် smiley ရပါပြီခုဆိုလို့ရှိရင်ပြည့်နေပြီးတော့အရန်ဟိုမှာရတာရှိရယ် smiley ရပါပြီ okay စကြည့်အောင်နော် အောင်ပါပဲဆက်လုပ်ကောင်းပါတယ်လောရတာလေရွှေရှင်ညံဆန်နေပေါ့နော် အာဟာရလည်းပြည့်တယ်ခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်နော် see you next video bye bye